ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် Health Fix ကနေပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ဒီနေ့လည်းပရိသတ်တွေအတွက်ကျန်းမာရေးဘူးသူတိုင်ဝေမျှပေးသွားဖို့ရှိမှာဖြစ်ပါရရှင် Hi Fix Bar Fix Bar မင်္ဂလာပါ အဲ့တော့လောင်းဒီနေ့ရဲ့ဆွေးနွေးမှုကတော့နိုင်ငံရေးချားမှာတွားရောက်ပြီးတော့စေကူတာမှုခံယူလိုတဲ့သူတွေအတွက်ဖြစ်ပါတယ်။အခုလည်းတွေ့ရတဲ့အတိုင်းပဲ travelpatient.com ကနေပြီးတော့ဒါ medical consultant ဖြစ်တဲ့ဒေါက်တာရှင်းမွန်ကနေလာရောက်ပြီးတော့ဆွေးနွေးပေးမယ့်အပိုင်းကတော့နိုင်ငံခြားမှာတွားရောက်ပြီးတော့စေကူတာမှုခံယူမယ်ဆိုရင်လောင်းတို့ဘလို့အခက်အခဲတွေကိုကြုံတွေ့ရလိမ့်ရှိလဲ။ဒီအခက်အခဲတွေကိုပြေလည်ဖို့အေးစစနဲ့နိုင်ငံခြားမှာတွားရောက်ပြီးတော့ကုသပြီးကျန်းကျန်းမာမာပြန်လာနိုင်ဖို့အတွက်ကျန်းမာရေးခီးစဉ်အစအဆုံးအတွက်ဘလို့အချက်တွေလိုအပ်တယ်ဆိုတာဆွေးနွေးသွားမှာပါ။ဒီအတွက်ကိုဆိုလို့ရှိရင်တော့လောင်းတို့ရဲ့ဒါ medical consultant ဖြစ်တဲ့ဒေါက်တာရှင်းမွန်ဖိတ်ခေါ်ပြီးတော့ဆွေးနွေးသွား ောက်มาဖြစ်ပါတယ်ရှင်ကျွန်တော်မင်္ဂလာပါရှင့်မလောင်ဝင်မင်္ဂလာပါမင်္ဂလာပါဟုတ် Hi Fixbot Fixbot လေးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျမတို့ travelpatient.com ကဒေါက်တာရှင်ပေါ်မှာ โอเคပါဒေါက်တာရှင်မတွေ့ရဝမ်းသာပါတယ်ဒေါက်တာအချိန်ပေးပြီးတော့ဆွေးနွေးပြရတဲ့ကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကျမလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ကနိုင်ငံသားမှာသွားရောက်ပြီးတော့စေကူတာမခံယူခြင်းနဲ့သူပေါ့နော်တချို့ကျတော့ပြည်ပမှာသွားပြီးတော့ကူတာမယ်ဒါပေမဲ့တစ်ခါမှပြည်ပမသွားဘူးဘူးနောက်ပြီးပြည်ပကိုသွားပြီးတော့ကူတဲ့အခါမှာနိုင်ငံသားသွားရတဲ့အရန်ကိုကုန်ကြမယ်ဆိုပြီးတွေးထားကြတာရှိတယ်တချို့ကျတော့လည်းငွေကြေးတချို့ကျတော့လည်းမသွားဘူးတာတယ်နောက်ဟို ကိုရဲ့မကြမ်းမာနေတဲ့ချိန်မှာကိုနေတဲ့နေရာနောက်တစ်နေရာသွားဖို့တိုးရင်ကြရတဲ့သူတွေရှိတယ်ဆိုတော့နိုင်ငံရဲ့ချောက်သွားရောက်ပြီးတော့ဒီတိုင်းစိတ်ကူးသားမှုခံယူမယ်ဆိုရင်ကိုကကိုလုံးရတဲ့အခါဘလို့အခက်အခဲတွေရှိနိုင်လဲတာ ဟုတ်ကဲ့ပါနိုင်ငံခြားမှာတက်ရောက်ပြီးတော့ဒီစီကူတောင်းမှုခံယူမဲ့လူနာတွေအနေနဲ့ကြုံတွေ့ရလေးရှိတဲ့ခက်ခဲတွေကိုပြောရမယ်ဆိုရင်တော့အပထမဆုံးအနေနဲ့စီးရုံစည်းကမ်းရွေးချယ်မှုကနေပြီးတော့စပြီးပြောချင်ပါတယ်နော်စီးရုံစည်းကမ်းရွေးချယ်တဲ့အခါမှာမိမိတို့ပြုလုပ်မဲ့ဒီကူတာမှုခံယူမဲ့ treatment အနေနဲ့ရောကိုက်ညီမှုရှိရလားဆိုတဲ့အချက်တွေကိုလည်းဇဝေဇွာဖြစ်တတ်ကြရပေါ့နော်နောက်ချက်အနေနဲ့ကတော့မိမိတို့တတ်နိုင်တဲ့ဒီ budget အမှောင်ပေါ့နော်ငွေပမာဏနဲ့ရောကိုက်ညီမှုရှိရလားဆိုပြီးတော့လည်းစိုးရိမ်တတ်ကြပါတယ်ဒီစီးရုံစည်းကမ်းရွေးချယ်ပြီးတဲ့အဆင့်ကိုကြော်ဖြတ်ပြီးသွားပြီးဆိုလို့ရှိရင်လည်းဒီဆရာဝန်ရွေးချယ်တဲ့အခါမှာ ပေါ့နော်အဲကိုရီခံစားနေရတဲ့ယောဂလက္ခဏာတွေနဲ့အဲ symptom တွေနဲ့ပေါ့နော်အဲဘယ်လိုမျိုး specialty ဆရာဝန်တွေကိုရွေးချယ်ရမလဲဆိုတာကိုမသိဘဲနဲ့အဲစိုးရိမ်သောက်ကတွေရောက်တတ်ကြပါတယ်အဒီဘာသာစကားအခက်ခဲပေါ့နော်ဘာသာစကားအခက်ခဲအနေနဲ့လည်းနိုင်ငံရေးရှားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဒီဘာသာပြန်ရွေးချယ်တဲ့အခါမှာလည်းအကိုရွေးချယ်လိုက်တဲ့ဘာသာပြန်ကအစိတ်ပညာသုံးနှုန်းတွေ medical terms တွေနဲ့ရင်းနှီးကျွမ်းဝင်မှုရှိရလားဆိုပြီးတော့အဆင်ပြေမပြေဘူးစိုးရိမ်တတ်ကြပါတယ်ဟုတ်နောက်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမိမိတို့ရဲ့စိတ်မှတ်တမ်းတွေကိုဟိုဘက်မှာရှိရဆရာဝန် နေစီကိုကြိုတင်ပေးပို့ထားတာမျိုးမရှိဘူးဆိုလို့ရှင်ဒီဘလို့ကုသမှုတွေခံယူရမလဲနောက်တစ်ချက်ကဒီကုသမှုခီးစဉ်ကဘယ်လောက်လောက်ကြာနိုင်လဲဆိုတဲ့အချက်တွေကိုစွန့်ရင်တက်ကြပါတယ် ဟုတ်အဲနောက်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်เนาะဒီကုသမှုတွေအားလုံးပြီးသွားလို့နေရက်ကိုပြင်တဲ့အခါမှာဘယ်မှာတွေဆက်ပြီးတော့ follow up ပြရမလဲဘယ်ဆရာဝန်တွေနဲ့ဆက်ပြီးဆွေးနွေးတိုင်ပြရမလဲဆိုတာကိုမသိပဲနေဆွေးရင်နေတက်ကြရပါတော့ဟုတ်ဒါဆိုရင်ဒေါက်တာပြောတဲ့အတိုင်းဆိုရင်အစအဆုံးစီစဉ်ဖို့ဆိုတာတော်တော်မလွယ်ဘူးပေါ့เนาะတစ်ခုခုမှာလက်ဟာသွားနိုင်တယ်လက်ဟာနေတဲ့အချိန်မှာလည်းကာယကံရှင်ကနေမကောင်းတဲ့သူဆိုတော့စီစဉ်ကခက်နိုင်တယ်ပေါ့ ။ဒါဆိုရင်တော့လူတယောက်ကမိသားစုဝင်တဦးဦးကနိုင်ငံခြားမှာသွားပြီးတော့စေကူတာမှုခံယူဖို့ဆုံးဖြတ်လိုက်တာနဲ့ဘယ်လိုတွေဆက်ပြီးလှုပ်ဆောင်တဲ့လဲဘယ်ဟာစပြီးတော့လှုပ်ဆောင်နိုင်မလဲပေါ့။ဟုတ်ကဲ့ပါ။အရင်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုရီးယားဒီအရှိန်မှာစေကူတာမှုတွေခံယူထားရဆိုလို့ရှိရင်အဲ့ဆင်းမှတ်တမ်းတွေပေါ့နော်။ဒီ medical records တွေကိုဟိုဘက်မှာကိုယ်ကုတာပေးမယ်။ဆရာဝန်ကြီးစီကိုကြိုတင်ပေးပို့ထားပြီးတော့ကြိုတင်ဆွေးနွေးထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေချောင်းပြေတာကိုတွေ့ရတယ်ပေါ့နော်။အဲနောက်ချက်အနေနဲ့ကတော့ဒီဘလို့အကိုရဲ့ဒီဘလို့မျိုးတွေကုသမှုခံယူရမလဲခီးစဉ်တခြားဘလောက်လောက်ကြာမလဲဆိုတာမျိုးလည်းဒီ medical opinion opinion ပြန်တောင်းလို့ရတယ်ပေါ့နော်အဒီချက်တွေကိုအတနေ့ရဲမှာပြုလုပ်ပြီးနေရဲနောက်ပြီးတော့ဒီ hotel booking ကနေစပြီးတော့ခီးစဉ်တစ်လျှောက်လုံးလိုအပ်တဲ့အကူအညီအားလုံးကိုအအစအဆုံးဆောင်ရွက်ပြီးနေရဲ travelpatient.com လို့မျိုးဒီယုံကြည်စိတ်ချရတဲ့ medical tourism တွေနဲ့အဒီချိတ်ဆက်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ခုနကပြောခဲ့တဲ့အခက်အခဲတော်တော်များများကိုဖြေရှင်းမိသားဖြစ်သွားမှာဖြစ်ပါတယ်ဟုတ် โอเคအစားဆုံးစီစဉ်ပေးမယ်ဆိုတော့စိတ်အေးလက်အေးနဲ့ဈေးကူတာမခံယူလို့ရတာပေါ့เนาะဒါဆိုရင် travelpatient.com ရဲ့လိပ်စာလေးတွေတော်တော်ထပ်ပြီးပြောပေးပါအောင် travelpatient.com ကိုဆက်သွယ်ခြင်းနေဆိုလို့ရှိရင်เนาะအမှတ်ကတော့23မြင်းဆောင်5စီ3မိင်္ဂလာရေးတာလန်အခုနှစ်ရက်ကရန်ကင်းမြို့နယ်မှာလာရောက်ပြီးတော့စနစ်တိုင်ပင်လို့ရပါတယ်ရန်ကုန်ရောင်းချုံမှာလည်းဒီဆရာဝန်တွေလည်းရှိရတော့ကြောင့်မလို့လိုအပ်တဲ့စနစ်တိုင်ပင်မှုတွေအကုန်လုံးကိုတခါတည်းပြုလုပ်လို့ရပါတယ်ရှင် ဟုတ်ကဲ့ပါဒေါက်တာအခုလိုအချိန်ပေးပြီးပြပြပေးရကျေးဇူးတင်ပါတယ်ဒါဆိုရင်နိုင်ငံသားမှာသွားပြီးတော့ဈေးကူတမှုခံယူခြင်းနဲ့သူတွေကလည်း travelpatient.com နဲ့ဆက်သွယ်ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးကိုအကောင်းဆုံးအနေထားတည်ပြန်လည်ပြီးဖန်တီးနိုင်ပါဆိုတော့လေကျေးဇူးတင်ပါတယ်ဒေါက်တာကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒီနေ့ကတော့နိုင်ငံရဲ့ကျန်းမာသွားပြီးတော့ဈေးကူတမှုခံယူဖို့ဆုံးဖြတ်ထားတဲ့သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်တဲ့ travelpatient.com နဲ့ပတ်သက်တဲ့အကြောင်းအရာဆွေးနွေးပေးသွားတာပါဒါကြောင့်မို့နိုင်ငံရဲ့ကျန်းမာဈေးကူတမှုခံယူမယ်ဆိုလို့ရှိရင်အစလည်းအဆုံးပြီးတော့အကူတပြီးတဲ့နောက်ပိုင်းမှာလည်း follow up တိကျပြုလုပ်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးလည်းထပ်မံပြီးတော့တိုက်တွန်းချင်ပါတယ် ရှင်ဒီနေ့တော့လောင်းတို့ health fix အစီအစဉ်ကိုဒီလောင်းနဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့မှာတော့မတူညီတဲ့အကြောင်းအရာတွေနဲ့တင်ဆက်သွားအောင်ပါဖြစ်ပါရှင်အခုတော့ဒီလောင်းနဲ့ပဲနှုတ်ဆက်ပါတယ်နော် bye bye အခုပြသသွားတဲ့ Health Fix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play Application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Health Fix အစီအစဉ်